င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံရောက်စစ်ကောင်စီကာကွယ်ရေးဝင်ကြီးဆိုသူတင့်အောင်ဆန်းကမောင်းသူမဲ့လေရင်ထုတ်လုပ်ရေး electronic စစ်စင်ရေးနဲ့လေကြောင်းရန်ကာကွယ်ရေးစစ်လက်နက်တွေကိုလေ့လာပြီးတော့နိပညာပူပေါင်းဆောင်ရွက်နိုင်မဲ့အခြေအနေတွေကိုပါတရုတ်ကမ္ပဏီတွေနဲ့ဆွေးနွေးခဲ့တယ်ဆိုပြီးအဂျန်ဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ထားပြန်ပါတယ်အမေရိကန်ပြည်ထောင်စုမှာကုလသမဂ္ဂအထွေထွေညီလာခံသဘာဝပတိကို ကုလသမဂ္ဂဆိုင်ရာမြန်မာအငြင်းတန်းကုစလင်တတ်မှတ်ကြီးဥကျော်မိုးထွန်းကတွားရောက်တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုရှင်းလင်းပြောဆိုခဲ့တယ်ဆိုတဲ့သတင်းပါဝေးဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တရုတ်နိုင်ငံရောက်စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဆိုသူတင်အောင်ဆန်းကမောင်းသူမဲ့လေရင်ထုတ်လုပ်ရေး electronic စစ်စင်ရေးနဲ့လေကြောင်းရန်ကာကွယ်ရေးစစ်လက်နက်တွေကိုလေ့လာပြီးတော့ နိပညာပူးပေါင်းဆောင်ရွက်နိုင်မဲ့အခြေအနေတွေကိုပါတရုတ်ကုမ္ပဏီတွေနဲ့ဆွေးနွေးကြတယ်ဆိုပြီးအကြံဖတ်စစ်ကောင်စီကတင်ထုတ်ပြန်ထားပြန်ပါတယ်စက်တင်ဘာလ12ရက်နေ့ကနေ15ရက်နေ့အထိအကြံဖတ်စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဆိုသူတင်အောင်ဆန်းကစက်တင်ချိန်မြောက်ပေကျင်းရှန်ကျန်းဖိုရန်တက်ရောက်ခဲ့ရင်းနဲ့ဒီလိုဆွေးနွေးမှုတွေလုပ်ခဲ့တာလို့လည်းသိရပါတယ်လက်ရှိမှာလည်းစစ်ကောင်စီအတွက်တရုတ်နိုင်ငံမှာရှိတဲ့လုံခြုံရေးကုမ္ပဏီတွေဘက်က drone တွေကိုရောင်းချပေးတာမျိုးတွေလည်းရှိနေပြီး အထူးသဖြင့်တော့ထောက်လိုင်းရေး drone တွေနဲ့လေယာစိုက်ပျိုးရေးသုံး drone တွေကိုအရေးအတွက်အများပြားတင်ပို့ရောင်းချနေတာလည်းရှိပါတယ်။အချက်ဖတ်စကောင်စီကတော့အဲ့ဒီ drone တွေကိုတော်လိုင်းရေးတပ်တွေနဲ့တံပြန်ထိုးစစ်ဆင်တဲ့နေရာမှာအသုံးပြုနေတာလည်းဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံအနေနဲ့ကတော့မြန်မာနိုင်ငံမှာငင်းညာရေးကိုလိုလားတဲ့ဆိုပြီးမကြကနာပြောဆိုနေပြီမဲ့တဖက်မှာစစ်ကောင်စီကိုစစ်လက်နက်ပစ္စည်းရောင်းချတာတွေ drone ရောင်းချတာတွေနဲ့ စစ်ကောင်စီဝင်ကြီးတွေကိုတရုတ်နိုင်ငံဖိတ်ပြီးအစည်းအဝေးတက်ခွင့်ပြုတာတွေဇက်တိုက်ဆိုသလိုလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့အမေရိကန်ပြည်တော်စုညွယောက်မြို့မှာကုလသမဂ္ဂအထွေထွေညီလာခံတဘာပတိကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမကြီးဥကျော်မိုးတွန်းကပွားရောက်တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုရှင်းလင်းပြောဆိုခဲ့တယ်လို့သိရပါတယ်စက်တင်ဘာလ16ရက်နေ့ကပဲကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမကြီးဥကျော်မိုးတွန်းက 96ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတဘာပတိအဖြစ်ဆောင်ရွက်နေတဲ့ဖလီမွန်ယန်ကိုတွားရောက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုတွေ့ဆုံတဲ့အချိန်မြန်မာနိုင်ငံအတွင်းလက်တလော့ဖြစ်ပွားနေတဲ့အခြေအနေတွေကိုရှင်းလင်းပြောဆိုခဲ့ပြီးမြန်မာရေးနဲ့ပတ်သက်တဲ့နိုင်ငံငါငင်းချမ်းရင်းနဲ့တည်ငြိမ်ရင်းဖြစ်စဉ်တွေကိုပါဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဒီတစ်ခါဆက်ချင်တာကတော့ကချင်ပြည်နယ်ဖကန်းမြို့အနီးမှာ KIPD ရဲ့ပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီး စေကောင်းစီဘက်ကလက်နက်ကြီးပစ်ကူတွေနဲ့အသည်အတန်ခုခံနေတဲ့အပြင်တပတ်ကစေကောင်းစီတဆွဲထားတဲ့ Sign Town Lucky Man Hotel ကိုလည်း GIP ရဲ့မဟာမိတ်ပူပေါင်းတပ်တွေကတိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းတွေပါထွက်နေပြီမဲ့လက်တလောအခြေအနေတွေရှုပ်ထွေးနေတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်စနေမလ18ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲဖားကန်မြို့အနီးယူမာရက်ကွက်နဲ့ Sign Town ရက်ကွက်တွေမှာ GIP ရဲ့မဟာမိတ်ပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်အကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲတွေအတွင်းအဂျပန်စစ်ကောင်စီရဲ့ဖာကန်ဗျူဟာဂုံးကနေလက်နက်ကြီးပစ်ကူတွေနဲ့အဘဲအတန်ခုခံနေသလိုအဲ့ဒီလိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ရမှာလဲရသားပြည်သူတွေနေတဲ့နေရာတွေကိုပါပစ်ခတ်ခဲ့တဲ့အတွက်ဥလူချောင်းယူမာရက်ကွက်တစ်ဖက်ကမော်တောင်းကြီးရကကြောက်စိမ့်24ရဲ့ကမ်ပဏီတစ်ခုရဲ့စီတိုလောင်ကန်ကိုထိမှန်သွားပြီးမိတွေလောင်ကျွမ်းခဲ့သလိုတိုက်ပွဲကတော့တော်တော်ကိုပြင်းထန်နေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောထားပါသေးတယ်။လက်ရှိမှာလည်း အချက်ပစကောက်စီတပ်သားတွေပြည်သူတွေကိုလူသားတိုင်းလုပီးတဆွဲထားတဲ့စိုင်းတောင်လက်ကီမန်ဟိုတယ်ကိုပါ GMP တဲ့မဟာမိတ်ပူပေါင်းတပ်တွေကတိမ့်ပိုက်ရရှိသွားပြီးဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပြီအခုအချိန်နေအထိဖက်ကန်နဲ့စိုင်းတောင်အချိန်နေကအလွန်ကိုရှုပ်ထွေးနေသလိုတိုက်ပွဲတွေပြင်းထန်နေတုန်းပဲလို့လဲ GIA သတင်းရှင်းမိကပြောထားပါလိမ့်ခင်ဗျာအခုတခါစကိုင်းတိုင်းဘက်မှာတော့မုံရွာမြို့နယ်မှာပူစော်တီကောင်းဆောင်ဝါတဝါရဲ့တပည့်ပူစော်တီဝင်းကိုနဲ့ တော့ဘူးကြေးရွာပြစောတိအောင်ဆန်းဆိုသူတို့ကိုတော်လန်ရေးတပ်တွေကအရှင်ဖမ်းမိထားတယ်လို့မုံရွာမြို့နယ်ပလဖအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီပြစောတိနှစ်ဦးကိုမုံရွာမြို့နယ်ပကဖနဲ့ပလဖအဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးသူတို့နဲ့အတူဂျမ်မာဆက်တလုံးလက်ပစ်ဘုံကြည်စံနဲ့ကြည်ပေါက်တွေကိုပါတင်းစီရရှိထားတယ်ဆိုပါတယ်။အဲ့ဒီနောက်ဖမ်းဆီးရမိတဲ့ပြစောတိနှစ်ဦးကိုစစ်ဆေးမေးမြန်းတဲ့အချိန်တော့ဘူးကြေးရွာကပြစောတိအောင်ဆန်းမြင့်နဲ့ကမ်လူမြို့နယ်ပြစောတိခေါင်းဆောင်ဝါတဝါရဲ့တပည့် ပြူစော်တီဝင်းကိုဆိုသူတို့ဖြစ်နေတယ်လို့လေမုံရွာမြို့နယ်ပလဖအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာရှိတဲ့စစ်တပ်ဗိုလ်တင်နန်းကျောင်းကို40မမလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ USO အဖွဲ့ကထုတ်ပြန်ထားတဲ့အပြင်မန္တလေးမှာလည်းမနေ့ကညာဘက်မှာပဲပေါက်ကွဲတန်နဲ့တနက်တန်ချို့ထွက်ပေါ်လာတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ရန်ကုန်မြို့မှာတော့စက်တင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကည7:00နာရီဝင်းကျင်လောက်မှာပဲ မော်ဘီမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့ဗိုလ်တင်တန်းကြောင့်ကို USO အဖွဲ့ကနေ40မမလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်ဘုံသီးတွေဟာကင်းကင်းနဲ့ကြောင်တွင်းမှာကြောက်ရောက်ပောက်ကွဲသွားပြီးထိခိုက်မှုတွေရှိနေတယ်လို့လည်းဆိုထားပါတယ်။တစ်ဖက်ကမန္တလေးမြို့မှာလည်းစက်တင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီဝန်းကျင်လောက်မှာပဲစစ်ကောင်စီရဲ့လက်ပကဌာနချုပ်ရှိရာမန္တလေးနန်းတွင်းအနီးမှာပစ်ခတ်ပောက်ကွဲသံတွေကြောက်ရပြီးတဲ့နောက်62နဲ့138လမ်းဂါကြီးရက်ွက်ရုံပတ်မှာပါတနက်တန်တွေကြောက်ရတယ်လို့ မန္တလေးမြို့ကပြည်သူတွေကပျော့ထကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ